ကျွန်တော်မှာအမြင်နဲ့6လနေရရရှိကျွန်တော် data ပေါင်းများစွာကျွန်တော်တို့200 200GB 300GB data ပေါင်းများစွာ hard disk တစ်ခုလေးထဲမှာပဲ10စုနှစ်ကြာတဲ့အထိအခု2025ငလင်ဖြစ်မလာခင်ရင်းနဲ့မှတ်တမ်းရုပ်ရှင်ဖန်တီးသူတွေနဲ့ပြည်သူသတင်းသမား citizen journalist တွေရဲ့လဲရာတွေကိုနိုင်ငံတကာနဲ့ပြည်သူတွေစီကိုခြားပြနိုင်မှုရှိရတဲ့ဂျန်နဲ့မြန်မာနိုင်ငံတော်ဝမ်းမှာပြည်သူတွေရဲ့လက်တွေ့ဘဝတွေ အခြေအနေတွေကိုထင်ဟပ်စေမယ်မှတ်တမ်းရုပ်ရှင်တွေကို ပြသသွားမယ် DVBP Corp Film Festival 2025ကို ထိုင်းနိုင်ငံချင်းမိုင်မြို့မှာဒီဇင်ဘာလ10ရက်ကနေ10ရက်နေ့ထိချင်းမိုင်တက္ကသိုလ်ဝင်းထွင်းက Communication Innovation Center CIC မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်ရုပ်ရှင်ပွဲတော်မှာတော့ DVB မှတ်တမ်းရုပ်ရှင်တို့ပြိုင်ပွဲ2025 DFTC 2025ပြည်သူပြည်သားသတင်းသမားတွေရိုက်ကူးထုတ်လုပ်ထားတဲ့ CJ Shorts 2025နဲ့ ရုပ်တံသတင်းဆောင်မှာ new feature စားတဲ့ပြိုင်ပွဲ၃ခုကရုပ်ရှင်တွေကိုပြသသွားမှာလည်းဖြစ်ပါတယ်။ရုပ်ရှင်ပွဲတော့စီစဉ်ကျင်းပရတာနဲ့ပတ်သက်လို့ DVB ရဲ့ editor ချုပ်ကိုရေးချမ်းနိုင်ကအခုလိုပဲရှင်းပြပါဗျ။ဒီကျွန်တော်တို့ picker ရုပ်ရှင်ပွဲတော့ကျွန်တော်နှစ်စဉ်ကျင်းပလာတာဒီနှစ်ဆိုရင်၄နှစ်မြောက်ပါပြီခင်ဗျာသူတို့ဒီလိုလောက်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ပြည်ပပြည်ထဲမှာဖြစ်ပျက်နေတဲ့ဖြစ်ပျက်တွေနော်နေထိုင်ရုံတွေလူလူတွေခံစားနေရတဲ့ဟို ဒုက္ခတွေဒုက္ခတွေနော်အဲ့ဒါကိုကျွန်တော်တို့ဖော်ထုတ်ချင်တာပါဘမပြီးဟုတ်ဒီပြိတ္တတခုတည်းပို့ပါဦးကျွန်တော်တို့ရည်ရဲဒီရာကတော့ကျွန်တော်တို့နိုင်ငံတကာမှာရှိတဲ့ဒီနိုင်ငံတကာအတိုင်းဝိုင်းကပါပေါ့နော်ဒီဘမပြီးဘမပါတယ်ဖြစ်နေတယ်ဆိုတာကိုသိစေချင်တာပါအဲကမ္ဘာအတိုင်းဝိုင်းကပါဘမပြီးရေးကိုပြန်ပြီးတော့ဂရုစိုက်လာအောင်အာယုံစိုက်လာအောင်နော်ဘမပြီးရဲ့ဒီမိုကရေစီလှုပ်ရှားမှုကိုဒီကပို့ပြီးထောက်ခံလာအောင် ဒါလေးတွက်တွက်တွက်ကြောင့်ကျွန်တော်တို့လောက်ရခြင်းဖြစ်ပါတယ်ရွှေရှင်ပွဲတော်ရဲ့ခေါင်းစဉ်ကတော့ Giving voice to the voiceless အသံထွက်ဖို့ခက်ခဲနေသူတွေအတွက်အသံကိုစားထွက်ပေးခြင်းလို့သတ်မှတ်ထားပြီးဒီရွှေရှင်ပွဲတော်ဟာတာမန်ရွှေရှင်ပွဲတော်တစ်ခုထက်ပိုတာဖြစ်လို့မဖြစ်မနေလာရောက်ကြည့်ရှုကြဖို့ကိုပွဲစီစဉ်သူမချန်တီရီဆိုကဖိတ်ခေါ်ပါတယ် ခုမှတ်တမ်းရုပ်ရှင်ဝင်ပွဲတော့ကိုလာပြီးကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ကြမှာပဲဘာဖြစ်လို့လဲဆိုတော့ဒီမှတ်တမ်းရုပ်ရှင်တွေကခုခေတ်ကာလမှာနေရအနံ့ပြားမှာပေါ့နော်ဒီနိုင်ငံတမွမ်းမှာပြပခါတွေဖြစ်ပွားနေတယ်ပြတဲ့ခါကျတော့လူခွင့်ချုပ်ဖောက်မှုတွေကလည်းဆူဆူဝါဖြစ်ပွားနေတယ်ဒါကြောင့်မလို့ဒါတွေကိုမှတ်တမ်းတင်ရိုက်ကူးနိုင်ဖို့အတွက်အမှန်တမ်းမှာခက်ခဲပါတယ် ဲ့လိုခက်ခဲတွေကြားရကကျွန်တော်တို့ဒီရုပ်ရှင်မှတ်တမ်းရုပ်ရှင်ရိုက်ခူးတဲ့သူတွေနဲ့မှဖြစ်ဖြစ်အောင်ဒီမှတ်တမ်းရုပ်ရှင်တွေကိုရိုက်ခူးထုတ်လုပ်နိုင်ခဲ့တယ်ခက်ခဲတွေကိုကျော်လွှားနိုင်ခဲ့တယ်ပေါ့နော်ဒါတွေကဘာကြောင့်အဲ့လိုမျိုးကျော်လွှားနိုင်ခဲ့လဲဆိုကျွန်တော်တို့ပြည်သူတွေရဲ့မျှော်လင့်ချက်တွေဖြစ်နေလို့ပါနောက်တစ်ခုကဒီရုပ်ရှင်တွေကိုလာကြည့်တာကကျွန်တော်တို့ရုပ်ရှင်ကြည့်တယ်ဆိုတာထက်ကျွန်တော်တို့မြန်မာနိုင်ငံတွင်းမှာရှိနေတဲ့မြန်မာပြည်သူတွေနဲ့အတူသူတို့ရဲ့ခံစားချက်တွေသူတို့ရဲ့မျှော်လင့်ချက်တွေသူတို့ရဲ့ဘဝတွေကိုအတူစာနာနိုင်မှုအတွက်ကြီးရှုရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကျွန်မအနေနဲ့ဒီပွဲတော်ကိုမဖြစ်မနေလာရောက်ကြီးရှုဖို့အတွက်ဖိတ်ခေါ်ကြပါမယ် ပြသသွားမယ်မှတ်တမ်းရုပ်ရှင်တွေကတော့လူခွင့်ရေးချိုးဖောက်မှုတွေအသွင်ကူးပြောင်းရေးကာလတရားမျှတမှုတွေနဲ့စစ်ဘေးရှောင်နေတဲ့ဘဝဒုက္ခတွေပြိပခတ်တန်ခံနေရတဲ့လူမှုအသိုက်အဝန်းတွေရဲ့ကြံ့ခိုင်မှုအကြောင်းအရာတွေဆရာတွေပါဝင်มาလဲဖြစ်ပါတယ်ရုပ်ရှင်ပွဲတော်နဲ့ပတ်သက်လို့သတင်းမီဒီယာတွေကိုဖိတ်ကြားပြီးရှင်းလင်းပြောပြတာကိုတော့နိုဝင်ဘာလ30ရက်ကချင်းမိုင်မြို့က DVB ရုံးတီရှိယာမှာပြုလုပ်ခဲ့ပါတယ်၃ရက်ကြာကျင်းပမယ့်ရုပ်ရှင်ပွဲတော်မှာတော့ ရုပ်ရှင်ပြသတာတွေပါဝင်ဆွေးနွေးပွဲ panel discussion အလို့ယုံဆွေးနွေးပွဲ workshop တွေနဲ့အထူးအစီအစဉ်တွေပါဝင်သွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။ကျွန်တော်ဝေပါ先去北京，不露面，不收客家的，那边呗，刚来南京的，你们的，你他们在哪？